အနာဂတ်မှာမြန်မာရုပ်ရှင်လောကကိုလွှမ်းမိုးသွားနိုင်ပွဲရှိတဲ့ထိတ်တဲမင်းသမီးလေးယောက်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မြန်မာရုပ်ရှင်လောကမှာမင်းသမီးတွေကတခေပြီးတခေမျိုးဆက်တွေကပြောင်းလဲလာပါပြီအရင်ရှိခေတ်မင်းသမီးတွေကနေတက်မုံမြင့်ဝင်းမုံရွှေကြီးဖွေးဖွေးစားတဲ့ခေတ်တွေကုံဆုံးလို့အခုဆိုရင်တော့မျိုးဆက်တဲ့မင်းသမီးတွေခေတ်ကိုရောက်ရှိနေပါပြီ ဒီဗီဒီယိုထဲမှာတော့မြမရုပ်ရှင်လောကကိုလွှမ်းမိုးသွားတော့မယ်ထိတ်တန့်မင်းသမီးလေးယောက်ကိုတင်ဆက်ပြီးတော့မှာပါအနာဂတ်မှာထိတ်တန့်မင်းသမီးဖြစ်လာမယ်လို့ခံမှန်းချင်းခံနေရတဲ့မင်းသမီးတစ်လက်ကတော့ North Voyager ပါချစ်စရာမျက်နှာအမှုရာလေးကိုပိုင်ဆိုင်ထားတဲ့တရုတ်ဆောင် North Voyager ကလက်တလုံးမှာလွှမ်းပိုင်တဲ့ကိစ္စပြဿနာတက်နေရဆိုပေမယ့်မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးတစ်လက်အဖြစ်နဲ့ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးနေရတယ်လို့နောက်နှစ်တွေမှာလည်းမြန်မာနိုင်ငံရဲ့နံပါတ်1မင်းသမီးအဖြစ်ဆက်လက်ရပ်တည်နေမှာအသေးချာပဲဖြစ်ပါတယ် နောက်ထပ်အနာဂတ်မှာထိတ်တန့်မင်းသမီးတယောက်အဖြစ်နာမည်ကြီးလာပွဲရှိနေတဲ့မင်းသမီးကတော့သဲစုငိမ့်ပါအားလုံးသိကြတဲ့အတိုင်းအခုဆိုရင်တော့သဲစုငိမ့်ကအလှမယ်တယောက်ကနေထိတ်တန့်မင်းသမီးတလက်ဖြစ်ဖို့တာဆူနေပါပြီအထူးသဖြင့်သဲစုငိမ့်ရဲ့နောက်မှာဝင်းရည်နေကြတဲ့တနိုင်ငံလုံးကပြည်သက်တွေရှိနေတာကတကြောင်သဲစုငိမ့်ရဲ့ခက်ချေချေအမှုအရာတွေရရင်နဲ့ဟန်ပန်တွေကြောင့်လည်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးပရိုဂျူဆာတွေနာမည်ကြီးဒါရိုက်တာတွေကသဘောကျနေကြပါတယ်သဲစုငိမ့်ရဲ့ပြောပြချက်အရအခုလက်ရှိအချိန်မှာသဲစုငိမ့် ိန်ဟာ Lucky 7 Bobo Entertainment စတဲ့နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးရုပ်ရှင်ဇက်က25ကားထိရိုက်ကူးဖို့ရှိနေရဖြစ်ပါတယ်။ဒီလောက်ထိများပြတဲ့ရုပ်ရှင်ဇက်ကားပမာဏကိုအခုလက်ရှိနာမည်ရနေတဲ့ထိတ်တန့်မင်းသမီးကြီးတွေတောင်မရိုက်ရပါဘူး။ဒါကြောင့်အခု2025ခုနှစ်မှာတဲဆုငိန်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေအများအပြားကိုကြည့်ရှုရဖို့ရှိနေတယ်လို့တဲဆုငိန်ရဲ့အရေးချင်းပေါ်မူတည်ပြီးတော့လေနိုင်ငံကျော်ထိတ်တန့်မင်းသမီးတလက်ဖြစ်နိုင်ွယ်ရှိနေပါတယ် 2025ခုနှစ်အတွင်းမှာထိတ်တန့်မင်းသမီးတလက်ဖြစ်လာနိုင်ွယ်ရှိနေတဲ့နောက်ထပ်မင်းသမီးလေးတလက်ကတော့ချူလေးပါ MTV4 ရုပ်သံကနေနာမည်ရလာတဲ့တရုတ်ဆောင်ချူလေးဟာထိတ်တန့်မင်းသမီးအဖြစ်နာမည်ကြီးပြီးတော့တဟုန်တိုးထိတ်တန့်မင်းသမီးဖြစ်လာသူမဟုတ်ပါဘူး။ဒါပေမဲ့လည်းသူမရဲ့အနုပညာအရေးအသေးတွေကိုရုပ်သံဇာတ်လမ်းတွဲတွေမှာဖြည်းဖြည်းချင်းပြတာထားနိုင်ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာချူလေးကရုပ်ရှင်ဇာတ်ကားကြီးတွေမှာခက်ဆိတ်ဆိတ်နေရရလာသလိုသူမကိုယ်တိုင်ကလည်းမိမိရတဲ့အခွင့်အရေးကိုအကောင်းဆုံးစူးစမ်းနိုင်သူဖြစ်ပါတယ်။ ဒါကြောင့်ချူလေးကခုနှစ်မှာဇက်ဘုတ်အကယ်ဒမီဆုရသွားသလိုလာမယ့်နှစ်တွေမှာလည်းထိတ်တန်းမင်းသမီးတက်လက်ဖြစ်နိုင်ွယ်ရှိနေပါတယ်။ နောက်ထပ်2025ခုနှစ်တွင်မှထိတ်တန်းမင်းသမီးဖြစ်လာနိုင်မဲ့မင်းသမီးတလက်ကတော့ဆရာဝန်ဘဝကိုရောရုပ်ရှင်တရုပ်ဆောင်ဘဝကိုပါပိုင်ဆိုင်ခွင့်ရထားတဲ့ပိုးမမီသားပါပိုးမမီသားကအနုပညာလောကမှာဝါနူဒီတဲ့တတ္တဆတရုပ်ဆောင်တယောက်ဆိုပေမဲ့မနိုင်တဲ့အနုပညာအရည်အသွေးတွေကိုပြသထားနိုင်ပါတယ်ဒါကြောင့်လည်းဝါရင်တရုပ်ဆောင်ဆိုမြတ်သူစားကိုရိုင်းကပိုးမမီသားကိုတတ္တဆအနုပညာရှင်တွေတဲကအကောင်စုံအကယ်ဒမီဆုပေးလို့ရရင်ပေးချင်တယ်လို့ချီးကျူးခဲ့တာပဲဖြစ်ပါတယ်ပိုးမမီသားကအခုနှစ်မှာမင်းသားနေတိုးနဲ့တွဲဘက်ရိုက်ကူးခွင့်ရတဲ့ ဲ့အနှောင်ယှက်ရှင်ဇက်ကားကြီးမှာအကောင်ဆုံးတင်းဥဆောင်နေတာကြောင့်ဘိုးမမီတာကလာမဲခုနှစ်တွေအတွင်းမှာထိတ်တန့်မင်းသမီးတစ်လက်ဖြစ်လာနိုင်ပွဲရှိနေပါတယ်အခုကြည့်ရနေကြတဲ့ပရိသတ်တွေနေနေကရောတဲဆွငိန်ချူလီပိုးမမီတာနဲ့နော်ဖော့ရဲ့တာစတဲ့မင်းသမီးလေးယောက်အနက်ဘသူကမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးဖြစ်လာမယ်လို့ထင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်